ဟာလာလုယာရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်နော်ချီးမွမ်းကိုယ်ကခြင်းနဲ့မှာပါဝင်ကြတဲ့ညီအောင်မောင်တို့မတွေအားလုံးကျေးဇူးတင်တယ်ဖခင်ကောင်းကြီးပေးပါစေအာမင်ဆိုတော့ဒီနေ့တော့ကျွန်တော်တို့ယာစွင်ချုပ်ပထမဆုံးအခန်းကြီး73ကိုသွားမယ်ဆိုတော့အခန်းကြီး73မှာအဓိကကျွန်တော်ဗာပြောခြင်းလဲဆိုဝိညာဉ်ရေးအမှာပါဝင်နေစက်ကတ်တယ်အမှုတော်မြတ်ထဲမှာအလုံးလုံးကြနော်သာသနာမှာအဲ့ဒါဆက်ကကြတယ်ကောင်းတယ်ဒါပေမဲ့အရေးကြီးတာဘာလဲဆိုတော့နီလမှန်ဖို့လို ။အဖျားသခင်အလိုတော်နဲ့အညီသွားတတ်ဖို့လိုတာပေါ့။ဟာစေတနာစိတ်ပဲရည်ကြည်ပါတယ်။အဲ့လိုမဟုတ်ဘူး။စေတနာပါတယ်။ကောင်းတယ်။နှလုံးသားမှန်တယ်ကောင်းတယ်။ဒါပေမဲ့တချို့နေရာမှာနှလုံးသားမှန်တာတကူတည်းနဲ့မရဘူး။ဖျားသခင်ရဲ့နီလန်းနဲ့ကိုကမှန်ဖို့လို။နှလုံးသားတော့မှန်တယ်။ဒါပေမဲ့ဖျားသခင်နီလန်းနဲ့လွဲနေဘယ်လိုလုပ်။ဟုတ်လား။ဒါဟုတ်နားလည်ဖို့လို့လေချက်တော်ကြီးကောင်းမောင်တော်မ။ဆိုတော့ဒီဥစ္စာကခဏလေးလေ့လာမယ်။နော်ခဏဆွတ်တောင်း။ မြတ်တတော်ရှင်ဘုရားကိုရောကျေးဇူးတင်တယ်ကိုရောကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာကိုလမ်းပြတဲ့အရှင်ဖြစ်တယ်ကိုရောကျေးဇူးပြုတဲ့အရှင်ဖြစ်တယ်ချစ်တနာတဲ့အရှင်ဖြစ်တယ်နာမတော်ချီးမြှောက်ပါတယ်ဘုရားရှင်လက်တော်ထဲမှာကျွန်တော်ရဲ့အသက်တာကိုဆက်ကပ်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားမဆပါကျေးဇူးပြုတော်မူပါကိုရောကောင်းမြတ်ခြင်းတွေကိုလည်းခံစားစေပါဘုံတော်ထင်ရှားစေပါနှုတ်ကပတ်တော်ကိုဖွင့်ပြပါအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖာဘုရားအာမင်အာမင် โอเคရာဇဝင်ချုပ်ပထမဆုံးအခန်းကြီး73အပိုင်ငယ်96ကိုကျွန်တော်ဖတ်ခြင်းနဲ့ထိုတို့ဒါဝိဒ်သည်ဖျားသခင်တစ်တာတော်ကိုကိရရဲ့ယာယိမ်မြို့မှစောင်းခဲ့ခြင်းကအေဂုတုပြည်အနာရှီဟောရမြစ်မှစ၍ဟာမတ်မြို့လမ်းဝတိုင်အောင်နေသောဣတရီလအမျိုးသားအပေါင်းတို့ကိုစူဝေးစေပြီးလေခေရုဘိန်ကြားမှကိန်းဝတ်တော်မူသောထာဝရဖျားဤနာမတော်နှင့်ဆိုင်သော ဖယားသခင်တစ်တာတော်ကိုစောင့်ခဲ့ခြင်းကဣသေလအမျိုးသားအပေါင်းတို့နှင့်တကွယူဒပြည်ကိရရယာယီမြို့တည်ဟူသောဘာလာမြို့သို့သွား၏ဒါပါလဲဆိုတော့ဗြိညင်တစ်တာနော်ဗြိညင်တစ်တာကိုဒါဝိတ်ကသူ့ရဲ့မြို့ကိုသိခြင်းတယ်ဘာလို့လဲဆိုဒါဝိတ်ကလေဟိုးသိုးချောင်းတဲ့ဘဝကနေဖျက်ခင်သူ့ဘဝကိုမဆာခဲ့တယ်ကျေးဇူးပြုခဲ့တယ်ချင်းသေးတွေဝန်နေရဲ့ပါဇက်ထဲမှာရှိတဲ့သိုးတွေကိုသူဆွဲထုတ်တဲ့အခါမှာ ဟိုချင်းသေးတွေဝင်နေရလဲသူ့ကိုအန်တီရေပေးတူတူအဲ့ထဲကနေသူ့ကိုဘုရားခင်ကယ်နှုတ်ခဲ့သူ့ဘဝမြေမုတ်တဲကဘုရားခင်ချီးမြှောက်ခဲ့ဘယင်ဆိုတဲ့ယာဓုပေးခဲ့သူ့ရဲ့အိမ်ကလည်းအကြီးကြီးဘုရားခင်စောက်ပေးတယ်သူခံစားရတယ်နော်အိုးဘုရားခင်ကျွန်တော်ကတော့ဒီလောက်ကောင်းကြီးတွေခံစားကျွန်တော်ကိုတော့ဒီလောက်မဆတ်ဒါပေမဲ့ကိုတော့ရေကိုတော့ရေဘရင်ရင်တက်တာလီရတော့မကလကာလီနဲ့နော်ပိတ်စာလီနဲ့ကာထားကျွန်တော်မခံစားနိုင်ဒါကြောင့်ဘရင်ရင်တက်တာကို ကျွန်တော်မြို့ကိုပို့တခါခန်းခန်းနာနာနဲ့တဲသွားမယ်ဖျားခင်အကောင်းဆုံးကျွန်တော်လုပ်ဘာလို့လဲကိုတော့ကျွန်တော်ကိုမြေမုတ်တရားချီးမြောက်တာကျွန်တော်လည်းကိုတော့ကိုချီးမြောက်မှာပေါ့ဟာလားလုံးဝပြင်းပြင်းထန်ထန်အောင်ဒီတိုင်းမမြင်ချင်ဘူးတခါတည်းသူခန်းခန်းနာနာနဲ့တဲသွားမယ်ဟိုမှာခန်းခန်းနာနာနဲ့ပွဲလုပ်ပြီးထားမယ်သူအဲ့လိုမျိုးဖျားအောင်တောင်းဆိုတယ်ဖျားရှိကျွန်တော်ပြတဲသွားပြီပြင်းပြင်းထန်ထန်ဒါနဲ့သူပြင်းပြင်းထန်ထန်တဲရောတဲတဲ့အခါမှာ လူတွေကလည်းတဲဖို့အားပေးတယ်သူကလည်းတဲတယ်တဲတဲ့အခါမှာလမ်းမလေးအိုးပြောမနေနဲ့တခါတည်း first on worship နဲ့တဲတာသိလားတီးတယ်မှုတ်တယ်ကတယ်ခုံတယ်ဟာအမျိုးမျိုးသူသူ့ရဲ့တဲပုံတဲနီရအဲ့ဒါအဲ့ဒါအပိုက်ငယ်ခုနှစ်မှာပါတယ်ဘရင်ညစ်တာကိုသူဘလို့တဲမလဲကျင်တော့ဘရင်ညစ်တာကိုတဲမယ်ဆိုတဲ့စိတ်ထားကောင်းလားကောင်းတယ်စိတ်ထားမှန်တယ်သူ့ရဲ့မှန်တဲ့အရာသူ့ရဲ့စိတ်တက်ပဲစိတ်တက်တော့မှန်တယ် ကဲသူ့ရဲ့သဲဘုံသဲနီးကိုကြည့်အောင်သူဘလို့သဲသလဲနော်တစ်ချုပ်ခန်းကြီး73အငယ်9ကိုကျွန်တော်ဖတ်မယ်ဖယားကင်တစ်တာတော်ကိုလှဲတစ်ပေါ်မှာတင်၍အဘိနဒက်အိမ်မှထုတ်ကြ၏ဩဇာနှင့်အဟိအော်တို့သည်လဲလှဲကိုနှိမ့်နေကြ၏ကျွန်တော်ဒါအရေးကြီးတယ်ပရိညင်တစ်တာကိုသူသူဘာလုပ်လဲပရိညင်တစ်တာကိုအဘိနဒက်အိမ်ကနေထုတ်တယ်လှဲအစ်စ်ပေါ်မှာတင်တယ် နွားလဲပုံမှာတင်တာကလေးအစ်စ်ပြီးမှအိအောနဲ့ဩဇာအဲ့ပုံမှာမောင်းတယ်လက်တဲ့နွားကိုနှင်းတယ်ဆိုတော့လက်တဲ့နဲ့တင်တယ်ဆိုတော့ကောင်းလားကောင်းတယ်ဒါဝိယစိတ်သက်ကောင်းတယ်ကလေးအဟောင်းမို့လက်တဲ့နဲ့တင်ဩဇာနဲ့အိအောကလိုက်သွားတယ်ကျင်းတော့စိတ်သက်ကောင်းတယ်တကယ်လက်အစ်စ်လုတ်ပြီးတော့တင်ကဲသွားလဲသွားရော အဲ့မှာကြည့်ဟုတ် praise and worship ပါသေးတယ်နော်အဲအမအပိုင်ငယ်ခုနှစ်ပြီးတော့ရှစ်မှာဖတ်မှာရှစ်ဒါဝိနဲ့ဣသရေလအမျိုးသားအပေါင်းတို့သည်သချင်းဆိုလျက်စောင်းတယောပတ်တာနှဲခရာခွက်ကွင်းတဘိုးတို့ကို깟လက်ထော်ရပြရှေ့တော်၌အားထုတ်၍တီးမုတ်ကြ၏ဟာလက်တိပမဘရင်းတက်တာတင်းဩဇာနဲ့အီဩကလိုက်သွားနှင်းအိုက်နွားလဲ ပါချီမွန်ကူကွယ်ဖျောက်ချီမြောက်ခွက်ကွင်းပလွေနေခရဒဘိုးအိုတီမုကခုဒါဝိလေအိမ်မှာကခုအိုဖျောက်ချီမွန်ပြီးတည်သွားတယ်ဖရစ်စနောရှစ်ပါလားပါတယ်သုံးတဲ့ပစ္စည်းပါတယ်လဲအစ်စ်နှလုံးသားပါလဲမှန်တယ်စိတ်ထားမှန်သူတည်သွားတာအဲ့လိုသွားတာသွားရင်အပိုင်ငယ်ကိုးရောက်တဲ့အခါမှာကြည့် ခိတုံကောက်နဲ့တလင်းတို့ရောက်သောအခါနွားတို့သည်ဘုရားကင်တစ်တာတော်ကိုလှုပ်ရှားသောကြောင့်ဩဇာသည်လက်ကိုစန့်၍တစ်တာတော်ကိုကင်ချီမွန်ကူကကောက်ခုတွားတွားမောင်းဝင်မောင်းဝင်နဲ့နွားတွေကကောက်နဲ့တလင်းတို့ခုနရောက်တော့ခုံတာနွားတွေကလည်းခုံတော့တစ်တာကြီးကပြုတ်ကြတော့ဩဇာဖတ်စုကင်ပေးလိုက်တာမကင်ပေးရင်ကြသွားမှာပေါ့ဒါဆိုဩဇာစိတ်သက်ကောင်းလားကောင်းနေတော့ ပြင်းရင်တက်တာအလေးအဲ့တော့ရောက်သူကင်လိုက်မကင်ပြုတ်ကျသွားမှာဆိုလို့ဝိညာဉ်ရေးရမှာစေတနာထားတယ်စိတ်ပူတက်တယ်တက်ကောင်းတယ်တက်ကောင်းဝိညာဉ်ရမှာစိတ်ပူလို့ဟေးကြာမှာဆိုလို့ငါမှမလို့ဘယ်သူလုံးမလဲတက်ကောင်းတယ်တက်ကောင်းတယ်စေတနာပါတယ်အဖိုးခါပါတယ်ချင်းတော့ဩဇာရောကတွက်ကင်လိုက်ရောပြင်းရင်တက်တာ ကင်လိုက်တာနဲ့အဲ့ဒီမှာ तू ဘာဖြစ်သွားသလဲကြည့်မယ်အပိုက်ငယ်30ထိုတစ်တာတော်ကိုကင်တော်ကြောက်ထာဝရဘုရားကြီးဩဇာကိုအမျက်ထွက်၍ဒဏ်ခတ်တော်မူသည်ဖြင့်ဩဇာသည်ဘုရားသခင်ရှေ့တော်၌ပေလေဤတိဘာလီယောဩဇာဘာလုံးမိလဲပရိညာတစ်တာကင်မိလားကင်မိလို့သေးတာတဲ့ဘုရားကစိတ်ဆိုးတယ်တဲ့အမျက်ထွက်ပြီးဩဇာကိုဒဏ်ခတ်တာသေသွားတယ် ခြေထောက်နဲ့ကန်တာမဟုတ်ဘူးပြင်းချင်းတက်တာပြုတ်ကြတော့မှမို့လို့လက်နဲ့ဖန်ကင်လိုက်တာဖယားကအမျက်ထွက်တိတ်သွားတယ်ဩဇာအိုင်းနီယာအိုးဒါနဲ့ဒါဝိတ်လဲဝမ်းနဲ့ကြည်ကွယ်စိတ်နှလုံးညိုးငယ်ပြီးလဲပြီးရောအဲ့တက်တော့တော်ပြီတေမလာနေတော့ဘာလို့ဩဘဒီတို့အိမ်ကိုပို့လာအဲ့ဒါနဲ့ပဲဩဘဒီတို့အိမ်မှာအဲ့ဒီတက်တာရောက်သွားရော ကျင်းတော့ over တွေတော့အယူရောက်သွားတယ်ဆိုတော့နားလေရမှာကဩဇာမှားလာမမာဘူးစိတ်ထားကောင်းလာကောင်းတယ်ဒါဝိကိုစိတ်ထားကောင်းလာကောင်းတယ်ဖယောင်းမချီးမွမ်းအောင်လာချီးမွမ်းတယ်ဘေးပေါ်တင်တယ်လှဲအသက်ပေါ်မှာတင်တာချီးမွမ်းကခုံပြီးတည်သွားတာဒီလောက်ကောင်းတာဗျာအဲ့ဒါပြင်ကြီးတက်တာတခါတည်းကြာမှာမလို့တွားကင်လိုက်တာအဲ့ဒါကိုဘုရားခင်စိတ်ဆိုးတယ် ဒီနေ့ဘာနားလဲရမလဲဆိုရင်ဖခင်သခင်ကတို့ဘာလို့စိတ်ဆိုးသွားတာလဲပရိညတ်တတကြမှာဆိုလို့ဖန်ကင်တာဘာလို့စိတ်ဆိုးတာလဲအဲ့ဒီအကြောင်းကိုကြည့်ရအောင်ဖတ်မြောက်ရာကျမ်း39အပိုက်ငယ်4เนาะဖတ်မြောက်ရာ39အပိုက်ငယ်4အဲ့ဒါလေးကိုကျွန်တော်ဖတ်ချင်တယ်အကာရှတာတဘိုးကိုလှုပ်၍ရွှေ နှစ်မောမှန်ပြီးမှတဘိုးတဘိုးအဲ့ဒီဗရိညင်တစ်တာကိုဘာနဲ့တဲရမလဲတဲဖို့အတွက်တဘိုးလောက်ရမယ်အကာရှသားနဲ့တဘိုးလောက်ရမယ်ဗရိညင်တစ်တာကိုလူနဲ့ပြောမယ်ဆိုရင်နွားလေးနဲ့မတရားဘူးတဘိုးလောက်ရမယ်တဘိုးနဲ့ထမ်းရမှာတဘိုးနဲ့ထမ်းရမှာနွားလေးနဲ့မတရားဘူးတွေ့လားတဘိုးလောက်ပါတဲ့ပိုက်ငယ်လေးမှာနော် ထမရ30ခုအပိုင်ငယ်၄တဘိုးလုံးပြီးမှအပိုင်ငယ်၅ကျွန်တော်ဖတ်မယ်တစ်တာထန်းစရာဖို့တဖက်တစ်ချက်ရွှေကွင်း၌ရှို့ထားလေကွင်းလေးတွေလောက်ရမယ်တစ်တာမှာတစ်တာမှာဘေးမှာကွင်းလေးတွေလောက်ရွှေကွင်းအဲ့ထဲမှာအခုနောက်လောက်ထားတဲ့အကာရှတစ်တာနဲ့တဘိုးထက်နှစ်ဖက်စလုံးထည့်ပြီးမှလူနဲ့ထန်းကြည့်လူနဲ့ထန်းဖို့လေသူတို့မှားတယ် ဘယ်မှာမှားတယ်လဲဆိုရင်တောလျာခုနှစ်အပိုက်ငယ်ကိုအဲ့ဒီမှာပါတယ်တောလျာခုနှစ်အပိုက်ငယ်ကိုကျွန်တော်ဖတ်မယ်တန်ရှင်းရာဌာနတော်အမှုကိုစောင်းရသောကောဟက်သားတို့သည်မိမိတို့ပခုံး၌ထမ်းရွက်ရသောကြောင့်သူတို့အာယထာနဲ့နွားတို့ကိုမပေးပခုံးနဲ့ထမ်းရွက်ရသောကြောင့်ကြည့် အခုနတဘိုးပခုံးပေါ်တင်ပြီးထိုင်ရမယ်ဒါဆိုလှဲ့အစ်စ်နဲ့မတင်ရဘူးပြင်ရင်တစ်တာကိုလက်နဲ့သွားမထီရဘူးလက်နဲ့မထီရဘူးအမဂွင်းလေးလှုပ်ထားတယ်လှုပ်ပြီးတော့မှတခါရတယ်ခုနအကာရှသစ်သားနဲ့လှုပ်တဲ့တဘိုးအဲ့ဂွင်းလေးတွေမှာတခါရတယ်ရှို့လိုက်ရတယ်သွားပြီးလက်နဲ့ဟိုကိုင်ဒီကိုင်မကတ်ရဘူးပြင်ရင်တစ်တာကို မကတ်ရဘူးလက်နဲ့ခွင်းလေးလှုပ်ထားတဘိုးယူထားအဲ့တဘိုးဒီတိုင်းရှို့လိုက်ဟိုဘက်ကတယောက်တယောက်တယောက်မှာ ိုက်မှာတဘိုးနဲ့ထမ်းရတယ်အဲ့ဒါဖရာသခင်ကဘာလဲနီလန်တမတရားနီလန်ဖရာပြောတယ်အဲ့လိုလုံးမဟုတ်ရင်သိပဲပြောပြီးသားစေတနာရှိတာကောင်းတယ်တမတရားနီလန်မကြိုက်ရင်ဖရာမကြိုက်ဘူးချစ်တော်ညီကိုမောင်တို့မဒါကြောင့်ဝိညာဉ်ရေးရတဲ့မှာကြည်ပါဒီပုံကိုယ်ဘလို့ဖြစ်ရတာတော့ဘလို့ဖြစ်ရတာတော့တမတရားနီလန်မကြလို့သိသွားတာ ကြည်ပါ200အခန်းကြီး35အပိုင်ငယ်24မှာတစ်ချက်ရှိ235 24နော်အဲ့ဒါလေးတစ်ချက်ဖတ်မယ်ဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး35အပိုင်ငယ်24ဇာတုံနဲ့လေဝိလူအပေါင်းတို့ဒီလေဘုရားခင်ဗြိညင်တစ်တာတော်ကိုထမ်းလျက်ရောက်လာ၍ဗြိညင်တစ်တာတော်ကို ထမ်းလျက်ရောက်လာ၍ပရိညတ်တာဘာလို့ ਆ လဲလေဝိသားတွေကထမ်းရတာဒါကြောင့်မလို့ထမ်းဖို့တဘိုးလောက်ရမယ်တစ်တာမှာဂွင်းလောက်ရမယ်သူတို့တွေကပခုံးမှာတင်ပြီးတော့ထမ်းရမယ်လှဲတစ်မလောက်ရဘူးတစ်တာကိုလက်နဲ့မထိရဘူးတိတ်တက်တယ်အဲ့ဒါဖရာသခင်ရဲ့နှုတ်ကပတ်တော်တမန်တော်ကချပြထားပြီးသားဒီနီလန်းနေအဲ့တော့အခုအဟိအောတို့ဩဇာတို့ကဖရာသခင်နီလန်းနဲ့သွာလား မတော်ဘူးဒါဝိဒ်ဖះနီးလဲနဲ့သွားလာမတော်ဘူးစေတနာရှိလားရှိတယ်ကြိုးစားလားကြိုးစားတယ်ဝမ်းမြောက်တဲ့စိတ်နဲ့ပါဝင်လားပါဝင်တယ်တို့တော်ဩဇာတည်သွားတယ်ဒါဝိဒ်လည်းညှိုးငယ်ရတယ်ဝမ်းနေရတယ်ဒါကြောင့်မလို့ဒီနေ့အမှုတော်နဲ့သာသနာထဲမှာဘာအရေးကြီးလဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်အသင်းတော်လုပ်ငန်းတွေလုပ်တဲ့အခါအေယုန်ကလေးလုပ်တဲ့အခါအမှုတော်မြတ်ထဲမှာပါဝင်တဲ့အခါမှာတချို့လူတွေကစေတနာသိရှိတာသိကောင်းတယ် တိတ်ကြိုးစားတာဒါလေးကောင်းတယ်ဒါမဲ့တမတရားနီလန်ကြသလားဆိုတာအရေးကြီးတယ်တမတရားနီလန်မကြရင်ဘလောက်ပဲလှုပ်လို့အရာမထင်ဘူးလေအန်တရပါရှိတာဗျဟုတ်လားဒါကြောင့်ယုံကြည်သူများယုံကြည်သူများအတင်းတော်လုပ်ငန်းလုပ်ရင်တမတရားနီလန်ကြဖို့လိုတယ်ယုံကြည်သူများအေးဦးကလေးကိုဟောတာတမတရားနီလန်ကြဖို့လိုတယ်ယုံကြည်သူများမင်္ဂလာဆောင်တာဘုသူ့ကိုယူမလဲဘလို့ယူမလဲဘလို့လက်ထပ်ကြမလဲတမတရားနီလန်ကြဖို့လိုတယ် ဩစေတနာရှိတာတခုလည်းနဲ့မရဘူးအာကောင်းပါတယ်တင့်တော်ပါတယ်ဒါလေးကမရဘူးမရဘူးမရဘူးတမာတရားနီလန်းကြဖို့လိုတယ်အခုဒါဝိတ်ဗြဉ္ညတ္တတာတဲတယ်ကောင်းတယ်ဒါပေမဲ့နီလန်းကြလားမကြဘူးဩစကြည့်လေလဲအစ်စ်ပေါ်မှာတင်းတယ်ကောင်းလားကောင်းတာပေါ့လဲအဟောင်းနဲ့မတဲဘူးလဲအစ်စ်နဲ့တဲတာဗြဉ္ညတ္တတာပြီးမှသူတို့နင်းနေမလားကြာကန်နေမလို့တွားပြီးကင်လိုက်တာအဖိုးခပေးတယ်စိတ်ပူတက်တယ်အမှုတော်မှာ သိကောင်းတယ်ဒါပေမဲ့တမန်တရားနီလန်မကြဘူးတမန်တရားနီလန်မကြဘူးအဲ့ဒါအဲ့တော့ဒီနေ့ကျွန်တော်တို့အမှုတော်မြတ်ထဲမှာစေတနာထားရမယ်ကြိုးစားပြီးလှုပ်ဆောင်ရမယ်ဖခင်နဲ့ပတ်သက်တဲ့အမှုမှာပါဝင်ရမယ်သို့တော်အရေးကြီးတာပါလေတမန်တရားနီလန်ကြဖို့လိုတယ်တမန်တရားနီလန်မကြရင်ဆုံရှုံမှုရင်ဆိုင်ရတတ်တယ်ဝမ်းနဲ့ကြည်ခွဲရတတ်တယ်အဲ့ဒီနေ့ဆိုဒါဝိတ်ကဝမ်းနဲ့ကြည်ခွဲပြီးတော့ပြတ်သွားတယ် ်တက်တာလဲသူ့စီကိုမခေါ်လာတော့မယူလာတော့ဟိုးအော်ဘတ်တီတော့အိမ်ကိုပို့လိုက်ကြည့်လေဒါကြောင့်အိမ်တောင်မှာမိသားစုမှာဘာပဲလှုပ်လှုပ်တမတရားနီးလန့်ကြသလားဆိုတာအရေးကြီးတယ်ရက်ွက်ထဲမှာတခုခုလှုပ်တယ်စဉ်းစားပါဝိညာဉ်ရတယ်တမတရားနီးလန့်ကြသလားမကြရင်သွားမပါနဲ့နော်ရက်ွက်ထဲမှာလှုပ်နေတဲ့ဟာတွေတမတရားနီးလန့်မကြရင်သွားမပါနဲ့အသင်းတော်ထဲမှာလှုပ်နေတာတမတရားနီးလန့်ကြသလားစဉ်းစား တမတရားနီးလမ်းမကြရင်သွားမပါနဲ့အန်ဒီယေရှိတဒီနေ့ကျွန်တော်တို့ကအလုပ်တော့လုပ်ရမယ်ပါတော့ပါဝင်ရမယ်ဆက်ကြရမယ်စိတ်ထားလည်းကောင်းဖို့လိုတယ်သို့တော့တမတရားနီးလမ်းကြဖို့ကပိုအရေးကြီးတယ်ပိုအရေးကြီးတယ်တမတရားနီးလမ်းကြမှလွတ်မြောက်ခြင်းလည်းရတာဒါကြောင့်မလို့ရှင်ယောဟန်ဟာလာအခန်းကြီး၈အပိုင်းငယ်30နဲ့မှာပြောတယ်လေတမတရားကိုလည်းသိကြသည်ဖြင့်ထိုတရားသည်သင်တို့ကိုလွတ်ခြင်းပေးလိမ့်မည် တမတရားနီလန်းကြဖို့ဆိုတာတမတရားသိဖို့လိုတာပေါ့သိမှာပဲနီလန်းကြမကြပိုင်းခြားတက်မှာပေါ့ဘာတမတရားမှမသိတာရင်ဒါအလိုတော်ရှိလားမသိဘူးအလိုတော်မရှိဘူးလားဒါလည်းမသိဘူးဒါလည်းမသိရက်ကွက်ကပစ္စကောက်တယ်ဟွာကြီးဒီဟာကြီးတမတရားနီလန်းကြလားဒီတမတရားမသိဘလို့လို့သိဟာဒါတော့ထည့်လို့ရတယ်ဟိဒါတော့ထည့်လို့မရဘူးဘလို့သိတမတရားသိမှရမှာပေါ့ဟုတ်လားဟာဖခင်เจ้าမှာအင်းဝင်လို့ဖို့စက်စက်တင်တန်းလို့ဖို့ဟာအလိုငွေလိုတယ်ငွေလိုတယ် ငွေဘလို့ရမလဲတိတ်စင်းတိတ်နဲ့လိုက်ကောက်မလားဖခင်เจ้าမှကြော်ညာမလားဒါမှမဟုတ်အမဲသားတွေကြက်သားတွေခုတ်ပြီးတော့မှဖခင်เจ้าမှဖန်ရှာတဲ့အနေနဲ့ရောင်းမလားကျန်းသာတင်တဲ့အတွက်ဆိုပြီးတော့ဘလို့လုပ်မလဲဘယ်ဟာမှန်လဲတမန်တရားနီလန်ကြလားမကြဘူးလားဘလို့သိမလဲတမန်တရားသိမှနီလန်ကြမကြပြောလို့ရမှာဘာတမန်တရားမှမသိရင်ဘလို့လို့သူပိုင်းခြားတတ်အဲ့တော့မဟုတ်တာတွေလုံးမိရောပေါ့ဟုတ်လားအဲ့ရနေစကားများပြီးတင်းတော်တွေကွဲကုန်ရန်နေဖြစ်ကြ အဲ့ဒါဒါကြောင့်မလို့ဒီနေ့ကျွန်တော်နေနေအားပေးချင်တာဒါဝိတ်လောက်တာကောင်းတယ်စိတ်ထားလည်းကောင်းတယ်အဟိဩဩဇလောက်တာကောင်းတယ်စိတ်ထားလည်းကောင်းတယ်အဖိုးခလည်းပေးတယ်သူတို့ phrase and worship တိတ်ကောင်းတယ် phrase and worship နဲ့တည်တာတို့တော့တမတရားနီလန်းမကြတော့ကြောင်းဒါဝိတ်လည်းညဝမ်းနဲ့ညညိုးငရတယ်ဩဇာတည်သွားတယ် phrase and worship လည်းဘာမှမတတ်နိုင်ဟုတ်လားကြည်ကိုရတယ်နောက်ဆုံး ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့ဒီ zoom မညီကိုမောင်တို့မလေးကိုပြောချင်တာကဝิญဉ်ရေးရမှာဘာပဲလို့လို့တင်းတော်မှာဖြစ်ဖြစ်မိသားစုမှာဖြစ်ဖြစ်ရက်ွက်တဲ့မှာဖြစ်ဖြစ်ဟာအိမ်တော် ရေးမှာဖြစ်ဖြစ်ဘယ်ကဏ္ဍမှာမစို့တမာတရားနီလန်းကြလားမကြဘူးလားအဲ့ဒါအရင်စဉ်းစားနီလန်းမကြရင်ကိုလှုပ်တဲ့အရာအလုံးစုံရှုံးမှာဖြစ်တယ်ဒါကြောင့်မို့တမာတရားနီလန်းကြဖို့အရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်အနေနဲ့စင်ကြင်မိဖို့နှုတ်ကပတ်တော်အပြည့်ဝင်ရတယ်အလုံးကျေးဇူးတင်တယ်ဖျက်ရှက်ကောင်းကြီးပေးပါစေ အာမင်ဒါကြောင့်ခေါင်းစရာပါလေတမာတရားနီးလန်းကြပါစေအာမင်ခရစ်သုတော်မေတ္တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းတယ်ကိုတော်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ယေရှုပြုတဲ့ဘုရားဖြစ်တယ်ကျွန်တော်မအစအရောက်တိုင်းရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့ဖွင့်ပြနေသောကြောင့်ယေရှုတင်ပါတယ်ဆက်ပြီးကိုတော်ရှင်ဘုရားမဆာပါလက်ပြပေးပြင်ပါကျေးဇူးပြုတော်မူပါကိုရရှိဖျားရဲ့ဘုံတော်ကိုထင်ရှားစေပါလက်တော်နဲ့တကိုးတော်နဲ့မဆပါကြီးသောအမှုကိုဖျားရှင်ပြုပေးပါ ိုဘုရားရှင်ကိုတော့ကြည်မြတ်ပါတယ်ချစ်တဲ့ဘုရားဖြစ်ပါတယ်တနာတဲ့ဘုရားလည်းဖြစ်ပါတယ်ဒါကြောင့်ကိုတော့လက်တော်ထဲမှာအံ့နံပါတယ်အဖကိုတော့ဆက်ပြီးကျေးဇူးပြုပါဘာပဲလို့လို့တမန်တော်ညီလန်းကြမကြနားလေအောင်ကျွန်တော်ကိုသင်ပေးပါဘုရားတမန်တော်ညီလန်းမကြတဲ့နေရာမှာလုံးဝမပါဝင်ဘူးပြက်ပြက်သားသားတမန်တော်ဘက်မှာရက်တည်တဲ့သူတွေဖြစ်ပါစေအရှင်ယေရှုနာမ၌ဆုတောင်းပြီးအံ့နံပါတယ်ဖာဘုရားအာမင်အာမင် ဒီအလူနှုတ်ဆက်လိုက်တမန်တရားနီးလန်းကြပါစေအာမင် God bless you